ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်ကဲ့အဲဒီနေ့အင်တာဗျူးမေးမြန်းမဲ့ဥစ္စာကတော့ဒီအဓိကအကြောင်းကတော့ဗောနောဖလန်းမျိုးသိမ်းလိုက်နိုင်တဲ့ဒီတည်င်းနဲ့ပတ်သက်ပြီးတော့မေးချင်တာပါအဲဆိုတော့ဒီဖလန်းကချင်းပြည်နယ်မှာဆိုရင် ခရိုင်မျိုးလည်းဖြစ်တယ်ပြီးတော့ဒီစစ်တပ်ရဲ့ဒီတပ်ရင်အစင်ထိုင်းတဲ့မျိုးလည်းဖြစ်တော့ဒါကိုချင်းညီနောင်နဲ့မဟာမိတ်တွေကဘလို့ထိုးစစ်ဆင်ပြီးတော့တိမ့်ပိုက်ခဲ့တယ်လဲဆိုတာထုတ်ပြောလို့ရသလောက်လေးမျှဝေပေးပါအောင်ရှင့်အော်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီ ဗလာမြုပ်တင်းဘွဲကကျွန်တော်တို့အာကျွန်တော်တို့ရှင်းအောင်ရှင်းတဲ့ပါဝင်ချင်းနေတော့တပ်ရမဟာမိအဖွဲ့အာဒီစတဲ့ဖွဲ့လောက်ပေါ့ဒီနှစ်အဓိကတော့2021ကနေပေါ်ပေါက်လာတဲ့အာဒီအညာဒေတာစကန်တိုင်းဝေးတိုင်းရောဒေတာတပ်ရကျွန်တော်ချင်းပြည်နယ်မှာရှိတဲ့အာလက်နက်ကိုင်တွေကျွန်တော်အထူးသဖြင့်ချင်းနေတော့ဖွဲ့ပေါ့အဲ့ဒါကြီးပူပေါင်းမှမှကျွန်တော်တို့2021လေးအာမတ်လလောက်ကလေးကနေကျွန်တော်ကြိုတင်ပြီးတော့ကျွန်တော်ပြင်ဆင်မှုတွေစပြီးတော့လုပ်ခဲ့ပါတယ် အာတကယ်တော့ကျွန်တော်တို့စခဲ့တာကတော့ဒီ2020လဲနိုဝင်ဘာလ9ရက်နေ့မှာကျွန်တော်တို့အာမင်းတက်နဲ့အပြိုင်အာတခါလဲစပြီးတော့အာဒီ meeting ပွဲကိုရှင်းလွှဲခဲ့တာဖြစ်တယ်နောက်ပြီးတော့ဒီအာ2020လဲနိုဝင်ဘာလအတွင်းမှာပဲကျွန်တော်တို့ဒီ flag mute ထဲမှာရှိတဲ့ရဲစခန်းတွေကိုကျွန်တော်တို့အပြီးပိုင်အာတင်ပိုက်နိုင်ခဲ့တယ် အဲအဲ့ဒီနောက်ပိုင်းကနေခလာနှစ်ချန်ရှိနေတဲ့ခလာခလာရနှစ်ချောင်းရှိကိုလည်းကျွန်တော်တို့တင်ပတ်နိုင်အောင်ဆောင်ရွက်ရင်းနဲ့အာဒီစကားစာဖက်ကလည်းအာစီအင်အာယောလူအာယောအာတတော်လေးကိုချထားတဲ့ခြေနေမှာရှိပြီးတော့ဒီအာကျွန်တော်တို့ခရီးရလို့ဆိုတော့ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပါလေအဲဒီ April 9ရက်နေ့2025မှာကျွန်တော်တို့အာမနေ့ပိုင်းမှာကျွန်တော်တို့ ဒီသူတို့ရဲ့ဘဟုကင်းနောက် process ချက်ယုံတို့ပါတော့အကုန်လုံးကျွန်တော်သိပ္ပတ်ရရှိပါတယ်နောက်ပြီးတော့ဒီ CNY အာနောက်မှာကျွန်တော်တို့အာအကုန်လုံးကျွန်တော်တို့ထွက်ပြေးတဲ့သူတွေရောနောက်ပြီးတော့ဒီ flash မြုပ်နယ်ထဲမှာ channel တဲ့ထွက်ပြေးတဲ့သူတွေရောကျွန်တော်တို့ plan ပြီးတော့ကျွန်တော်တို့ဒီအာအတက်နိုင်ဆုံးကျွန်တော်တို့သိပ္ပတ်အာရှီယန်နေမှာပြီးပိုင်ကျွန်တော်တို့အာတင်ပိုက်ပြီးတော့ကျွန်တော်ရှင်းနေတော့ကနေဒီ9ရက်နေမှာအာဒီတင်ပိုက်ကြောင်းကိုကျွန်တော်တို့ အာ statement ကိုတည်ဝင်ထုတ်ပြန်တာဖြစ်ပါတယ်ဟုတ်အာဟုတ်ကဲ့ပါခုနကပြောသလိုပဲပေါ့နော်ဒီ operation cb ဆိုပြီးတော့အဲချင်းကျင်အောင်စစ်စင်ကိုဒီ plan မျိုးနဲ့ mental မျိုးတိုင်စစ်စင်ဆိုပြီးတော့စခဲ့တာအဲဒါသိရတယ်ပြီးတော့ဒီ mental မျိုးကိုဆိုရင်အဲမနစ်ကဒီဇင်ဘာမှာဖြစ်မယ်နော် အဲဒီဇင်ဘာမှာတိမ့်နိုင်ခဲ့တယ်အဲအခုတော့ဒီ April 9ရက်နေ့မှာဒီဖလန်းမျိုးပါတိမ့်နိုင်တယ်ဆိုပြီးတော့သတင်းထုတ်ပြန်လာတာတွေ့ရတယ်အဲဒီတော့အခုဖလန်းမျိုးသိမ်းအောင်ပွဲကအဲချင်းပြည်နယ်မှာဆိုရင်စစ်ရေးအရာပေါ်တော့ဘယ်လောက်ထိအရေးပါလဲဆိုတာကိုလည်းရှင်းပြပေးပါဦးအော်ဟုတ်ကဲ့ပါအင်းကျွန်တော်တို့ဒီဖလန်းမျိုးကပြောမယ်ဆိုလို့ရှိရင်တော့ခရိုင်မျိုးတစ်မျိုးလည်းဖြစ်တယ်လို့အာဒီချင်းပြည်နယ်မှာလူကြအကြီးဆုံးလူကြမျိုးမျိုးတော်ပေါ့လေအဲအဲ့ဒါလည်းဖြစ်တယ် နောက်ပြီးရင်တော့မှကျတော့ဒီအာချင်းပြည်နယ်မြို့တော်ဖြစ်ခဲ့ဖို့တယ်ပေါ့ဆိုတော့သူကကလေးနဲ့အာဒီစကိုင်းတိုင်းမှာအခြေဆုံးဒုတိယအခြေဆုံးမြို့ဖြစ်တဲ့ကလေးမြို့ကလေးရယ်နောက်ပြီးကျွန်တော်တို့ချင်းပြည်နယ်ရဲ့ capital city ဟာခါရဲ့ချစ်ချက်တဲ့လမ်းမကြီးပေါ်မှာအာတည်ရှိတဲ့မြို့တစ်မြို့လည်းဖြစ်တယ်နောက်ပြီးတော့အာဒီပုံသွဲကြီးအရကျွန်တော်တို့ဒီအိန္ဒိယဘော်နဲ့ border ချင်းချစ်ချက်ပြီးတော့အာဒီ စီပွိုင်းလာမှကြီးတရှိတဲ့မြို့လည်းဖြစ်တယ်ဆိုတော့စီကြီးရတော်လကောင်ထောက်ပူလန်းကြောက်ရတော်လကောင်နောက်ပြတော့ကျွန်တော်မြို့တော်ဟာခါကိုကျွန်တော်ဟိုအာတင်းပယာရှိဖို့ဆိုလို့ဆိုလို့ရှင်တော့ဖလန်ကတော်လေးကိုအာဒီတုံချုံကြီးရသူတို့စကားစပက်ကလုံချုံကြီးရလည်းတော်တော်ကြီးကြည်တယ်မြို့လည်းဖြစ်တယ်အဲနောက်ပြတော့ကျွန်တော်ချင်းပြည်နယ်မှာခလာရကအာဒီဖလန်ပါဝင်တည်ရောဟာခါအာအမှပဲရှိတာခလာရကဆိုအဲ့မှာရှိတဲ့ခလာရတစ်ခုကိုချင်းပြည်နယ်မြောက်ပိုင်းမှာ အဲတိတ်နိုင်တာဆိုလို့ရှိရင်ဒါပထမအချိန်ဖြစ်တယ်ချင်းပြည်နယ်တောင်ပိုင်းကတော့2010လဲမှာလွှမ်းမြောက်ပြီးသွားပြီအာဒီချင်းပြည်နယ်မြောက်ပိုင်းကျတော့ဒီအခုမှဖလန်းကိုကျွန်တော်ခါလာရအာနှစ်ချောက်ရှိကိုပထမအချိန်တိတ်ပိုက်နိုင်တဲ့အတွက်ကြောင့်စီးရတော်လကောင်းနိုင်ငံရေးရတော်လကောင်းတော်တော်လေးအရေးကြီးတဲ့ဖြစ်ပါတယ်ဟုတ် အာဟုတ်အဲဒီဖလန်းမျိုးတိမ့်တဲ့ဒီစစ်စင်ရေးဆိုလို့ရှိရင်စုစုပေါင်း9လကြာတယ်ဆိုပြီးတော့ကျမတို့သိရတယ်အဲဒီတော့ဒီလိုမျိုးဒီမျိုးတိမ့်တိုက်ပွဲတွင်းမှာထူးခြားတဲ့ဖြစ်စဉ်တွေရှိလေဆိုလို့ရှိရင်လည်းဒါအချင်းချုပ်လေးပြောပြပေးပါဦးအော်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီဖလန်းကထူးခြားချက်ကတော့ဒီအာ9လလောက်ကိုတိုက်ယူရတဲ့အရာကလွယ်ကူတဲ့အရာတော့မဟုတ်ဘူးအဲဘာဖြစ်လဲဆိုတော့သူတို့ အဲခုနပြောသလိုအချက်ကြာကြတဲ့မြို့တမျိုးဖြစ်တဲ့အတွက်ကြောင့်အာဒီ2024ဒီဇင်ဘာလလောက်မှာအာခလာရအခု89အဲတယင်းကနေ19တရာလောက်ကိုကျွန်တော်ပထမဆုံးချတယ်အဲနောက်ပြီးတော့ဒီ2025မတ်လအာဒီမှာပဲအဲတမခွန်ခွန်လောက်ခါခလာရ390အဲ့ဒီလိုဒီတရာလောက်ကိုအာပြန်ပြီးတော့ဖြည့်တယ်ပေါ့89ရာနဲ့ပြန်ဖြည့်တယ်ဆိုတော့နောက်ပြီးတော့ဒီ လေချောင်းအသုံးပြုမှုကတော်တော်လေးကိုများပါတယ်ကျွန်တော်တို့ဒီ jet fighter နဲ့အာဟိုဟာဝေ12နဲ့ပြစ်တဲ့ဟာဆိုလို့ရှိရင်တော့ကျွန်တော်ပေါင်းတဲ့ခါကျတော့အကုန်လုံးတစ်ထောင်ကျော်အာတော့အချိန်ပေါင်းတစ်ထောင်ကျော်လောက်ဟိုတို့အခုခါကောက်ွေးတဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်ရေကျွန်တော်ဖက်ကဒေါ်လာရေးဖက်ကရေးပေါ်ကြာဆုံးမှုလည်းများတယ်လို့အာဒီစကားစရေးအဆုံးရှုံးမှုလည်းများပါတယ်ဆိုတော့ကျွန်တော်တို့ဒီဖလန်ငါး လာတာတွေမှာထူးခြားတဲ့အရာကတော့ဒီအကြောင်းပိခတ်မှုတော်တော်လေးကိုစံချိန်တင်တဲ့အာမြို့တင်းပွဲတစ်ခုလည်းဖြစ်တယ်လို့အာဒီစစ်ကိုရအားချထားတာကခရကား300ညပါ哦တို့အရင်အားပေါ့လေဒီခါလည်းအနှစ်ကျောက်ရှင်းတကူရှိပြီးသား200လောက်ရှိတယ်အဲ့ဒီကနေနောက်ထပ်အာခရက300လောက်ကိုလူရထပ်ဖြည့်နေတာရှိတယ်ဆိုတော့လူကြီးက400 300ကနေ400ကြား900လောက်ပေါ့အဲ့လောက်အထိ အာအဲညာဖြစ်ထားတဲ့အရာဖြစ်တယ်ဒါပေမဲ့အခုချိန်မှာကျွန်တော်တို့အကုန်လုံးကိုအာလေယာဖားစီမိတဲ့ဟာရှိတယ်နောက်ပေါ်တော့တချို့ကတော့ဒီခလာရအနှစ်ချောက်ရှိကနေထွက်ပြေးတဲ့သူတွေလည်းရှိသေးတယ်အယောက်90ကနေ100ပတ်ဝန်းကျင်ကတော့အာဒီအဲကျွန်တော်တို့တခြားနေရာမှာထွက်ပြေးသွားရတော့သူတွေရရှိပါတယ် ခလန်းကိုတင်လိုက်နိုင်တာကအဲဒီချင်းပြည်နယ်မြောက်ပိုင်းမှာဆိုရင်ပထမဆုံးအဲစစ်ကောင်စီရဲ့တပ်ရင်းအဆင့်စခန်းကိုတင်နိုင်တာလို့လည်းအဲပြောလို့ရတယ်ဒီတော့နောက်ဆက်တွဲပေါ့နော်တော်လှန်ရေးအတွက်အကောင်းကျိုးကဘာတွေများရှိမလဲပေါ့အဲအဓိကဆိုလိုချင်တာကတော့ဖလန်းကိုရပြီဆိုတော့ကြံတဲ့အဲတီးတိန်တို့အဲဟာခာထန်တလန်အဲဒီမျိုးတွေကိုတင်ဖို့အတွက်ပိုများလွယ်သွားမလားပေါ့လေအဲဟာခာကိုစစ်ရေးအရချင်းချောက်နိုင်တဲ့အနေအထားမှာရှိလာပြီလားအဲဒါကိုလည်းသိချင်ပါတယ်ဟုတ်ကဲ့ပါအာ ခုနကျွန်တော်တို့ပြောသလိုပေါ့ဒီ flag ကဟာခါနဲ့ဆိုမိုင်ပေါင်း50လောက်ပဲအဲဝေးမှာပေါ့လေမိုင်ပေါင်း50 50အဲ့ဒီကြားပဲဝေးတဲ့နေရာမှာတရှိတယ်ဆိုတော့အာတရိပ်အနည်းနဲ့ဒီမြို့တော်ကိုတစ်ခုလုံးကိုချင်းချောက်နိုင်တဲ့အနေထားမှာရှိတယ်ဆိုတော့အာဒီဟာတော့လေဒီဟာရတော်တော်လေးကြီးပါတဲ့နေရာဖြစ်တယ်နောက်ပြတော့ဒီ finances ကြီးရဲ့ထူးခြားချက်တစ်ခုလို့ပြောရမှာပေါ့အဲ့ဒါကဘာလို့လဲဘာလဲဆိုရင်တော့2021 ထဲမှာဖွဲ့စည်းတဲ့ဒေါ်လာရင်းအားတွေကပဲတင်ပိုက်တာဖြစ်တယ်အဲ EAO EAO တခုမှမပါဘဲနဲ့အာတင်ပိုက်ရရှိတဲ့မျိုးလည်းဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒေါ်လာရင်းရဲ့အာတွက်အကြီးကြီးတော့ကျွန်တော်တို့ထင်တဲ့အခါကစကိုင်းတိုင်းမှာရှိတဲ့အာ local အာလက်နက်ကင်တွေရော နောက်ပြီးတော့အာဒီမကွေးတိုင်းမှာရှိတဲ့လက်နက်ကင်တွေနောက်ပြီးတော့ရောဒေသမှာရှိတဲ့လက်နက်ကင်တွေနောက်ပြီးတော့ကျွန်တော်တို့အာရခတ်တက်တော်ကလည်း အာကြီးစားအာဒါနဲ့ခေရအစအပုံပြေးတာတွေရှိပါတယ်ဆိုတော့ဒီချင်းစကိုင်းမကွေးရော ရခိုင်အာအဲ့မှာရှိတဲ့ဒေါ်လာကြီးအားစုတွေအကုန်လုံးစီးစီးလုံးလုံးနဲ့အာကျွန်တော်တို့ပူပေါင်းပေးမှာတိုက်ခိုက်ခဲ့တဲ့မြို့တစ်ခုကိုရရှိခဲ့တဲ့အရာလည်းဖြစ်တယ်ဆိုတော့ဒါကကျွန်တော်တို့ဒေါ်လာကြီးရဲ့အနှစ်သာရပဲဖြစ်တယ်လို့ကျွန်တော်တို့ယူဆတယ်ဥပမာကျွန်တော်တို့ချင်းကပဲဒီနေရာကိုတိုက်မယ်ဆိုတဲ့ဟာမဟုတ်ဘဲနဲ့ဘိုးဖက်အညာဒေသမှာရှိတဲ့ဒေါ်လာကြီးအားစုတွေတောင်မှအကုန်လုံး ဝိုင်းပြီးတော့အားဖြည့်တယ်အဲအဲ့လိုပဲကျွန်တော်တို့ဒီချင်းတောင်ဘလားကိုကျွန်တော်ပြီးတော့လို့ရှင်နောက်ထပ်တိတိလာထထလန်လာဟာခါလာဒါတော့လှန်ရဆူတွေကဆက်လက်ပြီးတော့တင်ဖို့အတွက်လည်းအင်အားတစ်ခုဖြစ်လာတယ်လို့ကျွန်တော်ယူဆတယ်လို့ချင်းပြည်နယ်ကိုကျွန်တော်တို့လွတ်မြောက်တဲ့အချိန်မှာဆိုရင်လည်းကျွန်တော်တို့ချင်းတပ်တွေအနေနဲ့အချင်းလက်နက်ကိုင်တွေအနေနဲ့ဒီအာချင်းလွမြောက်ဖို့အရေးကြီးတယ်လို့အညာတွေတားလဲလွမြောက်ရမယ်စကိုင်းတိုင်းလဲလွမြောက်ရမယ်ရောတွေတားလဲလွမြောက်ရမယ် အဲအဲ့လိုပုံစံနဲ့ကျွန်တော်တို့ဆက်ပြီးတော့အာသွားဖို့အလုပ်ဖို့အာရှိပါတယ်ဟုတ်ဟုတ်ကဲ့ခုနကပြောသွားတယ်ပေါ့နော်ဒီဖလန်းမြူသိန်းစစ်စင်ရေးမှာဆိုလို့ရှိရင်အဲဒီမဟာမိတ်အဖွဲ့တွေလည်းအများကြီးပါတယ်ဆိုတော့အဲဒီလိုမျိုးအဲမဟာမိတ်အဖွဲ့တွေ ਨੇ အများကြီးဒီလိုမျိုး 18ဖွဲ့လောက်ဖြစ်မယ်ထင်တယ်နော်ဒီထုတ်ပြန်ချက်ထဲမှာတွေ့ရသလောက်ဆိုလို့ရှင်ဒီလောက်အဖွဲ့တွေအများကြီးစုပြီးတော့တိုက်ခိုက်နိုင်တာကအဲဘာကြောင့်လို့ပြောလို့ရတယ်လဲပေါ့နော်ဘလို့ကုကဲမှုပုံစံမျိုးနဲ့အဲဒီတာဝန်တွေကိုဖွဲ့ဝင်ပြီးတော့ယူလဲဆိုတာရောအဲပြောပြပေးပါဦးအဟုတ်ကဲ့အာအစားပိုင်းမှာတော့ခက်ခဲမှုတွေတော့အများကြီးရှိတာပေါ့ဘာလို့ဆိုတော့အဲတင်းနန်း2017ကနေပေါ်လာတဲ့အဖွဲ့ရှိတွေဖြစ်တဲ့ခါကျတော့အာတင်းနန်းပြီမီတဲ့ အာဖွဲ့စည်းရရေးပေါ်ရှိတယ်လို့တချို့ဖွဲ့တွေကလည်းအတင်တန်းတလနနလောက်ပဲတက်တဲ့အဖွဲ့တွေလည်းရှိတယ်နောက်ပြီး commitment control ကမတူညီတဲ့အရာတွေရှိတယ်ဒါဒါပေမဲ့လည်းဒီတစ်ခုဖြစ်လာဖို့ရန်အတွက်ကျွန်တော် committee တစ်ခုဖွဲ့စည်းပြီးမှအဲအဲ့ဒီအဖွဲ့တိုင်းမှာပါတဲ့စစ်ဘက်ကစစ်ချုပ်တွေပေါ့လေဒါမှမဟုတ်လို့ရှင်တော့ဒီစစ်မှုတွေကျွန်တော်ထည့်ပြီးမှအာကျွန်တော်တို့ဒီအပြုဟာဆွဲတဲ့ခါမှာရောအဲဘယ်လိုပုံစံနဲ့ကျွန်တော်တို့ဆွဲကြမလဲဘယ်လိုပုံစံနဲ့တွားကြမလဲ အာဒီဒီဒီရှစ်ချောင်းတစ်ခုမှာဘသူဘေးဖွဲ့ပြီးပါမလဲအဲဘလို့ပုံစံလောက်ကြမလဲဆိုတဲ့ဟာအဲအဓိကတော့အားလုံးရဲ့ဆွေးနွေးတိုင်ပင်မှုနှိမ့်နိုင်မှုအနေနဲ့ဖြစ်ခဲ့တာပါအာအဲအဲ့လိုမဟုတ်လို့ရှင်တော့တော်တော်လေးဟိုပါပေါ့အာ comment control ကမတူတဲ့ခါကျတော့ဥပမာ အဲတဖွဲ့နဲ့တဖွဲ့ကဟိုဟိုကျွန်တော်တို့ကမတူတဲ့အရာတွေအများကြီးရှိတာ哦ဆိုတော့အဟိုမှာအညာလေးတမလာတဲ့အဲသူတွေကတောင်ပေါ်မှာရောက်လာတော့အစားတောက်လေးတော်တော်ခက်ခဲတယ်တချို့ဆိုလို့ရှင်တော့တအားအေးလို့အညာလေးတပူတာ哦ဆိုတော့ဒီမှာရောက်လာတော့တော်တော်အေးတဲ့ဓာတ်ကိုခါပြီးတော့အဲအလိုမျိုးအာဒီဒီစားတောက်အစအာမတူရတဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ဒီဟာတွေကိုအာအလုံးကအာညှိနှိုင်းမှုနဲ့ကျွန်တော်တို့သွားတယ်နောက်ပြီးတော့တစ်ခုက ကျွန်တော်လွှတ်မြောက်ရမယ်ဆိုတဲ့စိတ်ဓာတ်ကြီးကကျွန်တော်တို့ဒီ flan ကို မရရအောင်ကျွန်တော်တိုက်မယ်အဲအဲလေးလာကြာဒါပဲဖြစ်ဖြစ်၅လာကြာတာပြီး၆လာပဲဘယ်လောက်ပဲကြာကြာရကိုရအောင်ကျွန်တော်လုပ်မယ်ဆိုတဲ့လူငယ်တွေရဲ့ပြင်းပြတဲ့ဆန္ဒနဲ့အာအသက်ပေးဆမှုတပ်တိရှိမှုတွေတောင်းကျွန်တော်တို့ဒီ flan ကိုအာရရှိနိုင်တာဖြစ်ပါတယ်ဟုတ် အခုနောက်ကအကိုဖြေတယ်လို့ဆိုရင်ဒီဖလန်းပြုတ်သိမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကနေထွက်ပြေးသွားတဲ့အဒီအရေးအတွက်ကအယောက်90ကျော်လို့သိရတယ်အဲဒီတော့တဆက်သေးမှာပဲဒီခလာရ268ကိုသိမ်းတဲ့အခါမှာတက်ရင်မှုကိုရောဖမ်းမိလားအဲအကိုတို့ဘယ်လိုများသိထားလဲဟုတ်ကဲ့ကျွန်တော်တို့မြပြင်းအခြေအနေရကျွန်တော်တို့ဒီတက်ရင်မှုဝီလင်းထုံးကိုတော့အာသူတို့စစ်စစ်အာစစ်ကောင်စီကလည်း အာထုတ်ပြန်တယ်လို့ပေါ့လေအာသူကတော့တည်မှုကတော့သူတို့ကြသွားပါတယ်ဒီ point မှာအဲဆိုတော့အဲအဲ့နောက်ပိုင်းကတော့အာတခြားတခြားသူတွေကဝှစားတာဖြစ်ပါပေါ့နောက်ပြီးတက်မှုတွေသူတို့ဘူမှုအဆင့်ထိကျွန်တော်ဖန်ထားတဲ့ဟာတွေလည်းရှိပါတယ်ဆိုတော့အာတည်မှုကတော့အာဒီအဲအာဒီတက် point မှာပဲကြသွားတယ်လို့ကျွန်တော်တို့အာရရှိထားပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ73ပန်ကျွန်တော်ဖန်တဲ့အရာတွေ အဘယ်ရှင်းဘယ်ရှင်းဆိုတဲ့ဟာတွေကတော့ကျွန်တော်တို့နောက်နောက်ထပ်ကျွန်တော်တို့အာချင်းနေတော်တော်လကောင်းကျွန်တော်တို့ရှင်းအောင်ရှင်းနေပါတယ်တော်လကောင်းတဲ့ဝင် ပြန်နေချင်ညာပါမယ်ဟုတ်ဟုတ်ကဲ့ပါအဲဒီထုတ်ပြန်ချက်ထဲမှာဆိုလို့ရှိရင်လည်းအဲဒီသိသိရမိတဲ့လက်နက်ခဲယမ်းတွေပြီးတော့ဒီငွေစက်ကူတွေလည်းတွေ့ရတယ်အဲဒီဖမ်းဆီးရမိတဲ့စစ်တုံးပန်းအရင်အတွက်လည်းအဲဒီအတိပေးလို့ရတယ်ဆိုရင်ပြောပြပေးပါဦးရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီ2020ဒီဇင်ဘာလအတွင်းမှာအ အာဒီရှစ်ခုအနေဖြစ်တရာဝန်ကျင်ပေါ့ခုဆယ်နှစ်ရောက်တော့ကျွန်တော်တို့ရှစ်ခုချထားတဲ့အရှိတယ်ဆိုတော့အကုန်လုံးနီးပါးကိုကျွန်တော်တို့လက်ထဲမှာအာရောက်ပါတယ်ဆိုတော့ဒီအဲ့နောက်ပိုင်းမှာကျွန်တော်တို့စစ်စင်းရေးတွေပြန်လုပ်ပြီးတော့ခု thing by ခလာနီ job thing by တဲ့အချိန်မှာယနေ့အချိန်ထိဒါဒီစစ်တိုက်နိုင်တဲ့စစ်တေကြီးပဲကျွန်တော်နေရာကျော်လောက်ကိုကျွန်တော်လက်ထဲမှာဟုတ် အာရှိပါတယ်ဒါပေမဲ့ဒီစစ်တီမဟုတ်ဘဲနဲ့အာသူတို့မိသားစုကလေးတွေဘာတွေလဲရှိပါတယ်ဆိုတော့ဒီဟာတွေလဲကျွန်တော်တို့အာထင်းထင်းထားတာရှိပါတယ်ဆိုတော့200ကနေ250လောက်သူတို့မိသားစုအပါအဝင်အာကျွန်တော်ထင်းထင်းထားတာရှိပါတယ်ဟုတ်โอเคဒါဆိုလို့ရှင်အဲ့ဒီဒီထိမ့်သိမ်းထားတဲ့အဲဒီစစ်တုံ့ပန်းနဲ့စစ်တုံ့ပန်းမိသားစုဝင်နေနဲ့ပတ်သက်ပြီးတော့ရောအဲဘယ်လိုမျိုးဆက်ပြီးတော့စီစဉ်ဖို့များအဲစဉ်းစားထားတာရှိမလဲဟုတ်ကဲ့ပါကျွန်တော်တို့ဟို ဒီတိုက်ပွဲတွေမှာတို့ဒီအဲရှစ်တီမီတာဆူနေဒါရရတဲ့ဟာတွေလည်းရှိပါတယ်အဲတချို့ဆိုလို့ရှိရင်တော့တို့ရဲ့မိဘဆုံးသွားပြီးမှအာတကလေးတွေပဲကြာနေဟာတွေလည်းရှိပါတယ်ဆိုတော့တို့ဒီလူတွေကတော့ဒီမီတာဆူတွေကတော့တိုက်တိုက်ပွဲနဲ့တက်ရိုက်ဆက်ပတ်သက်တဲ့ဟာမဟုတ်ဘူးပေါ့လေဆိုတော့တို့ကိုကျွန်တော်တို့ကောင်းကောင်းလေးတို့ရှိရေးတကောင်းကောင်းလေးအာဟိုပြန်သွားပြန်လို့ပါပေါ့ဘဝကိုပြန်လဲပြန်တီးထောင်နိုင်ဖို့ရတဲ့ကျွန်တော်ဆက်လက်ပြီးတော့ ကျွန်တော်ချင်းမိသားအဖွဲ့ချုပ်ကနေဆက်လက်ပြီးတော့ W အာဖို့ရှိပါတယ်ဒါပေမဲ့လည်းဒီစစ်၃ပန်းနဲ့တရိုက်ဆက်ဆက်တဲ့စစ်တီတွေကတော့ကျွန်တော်တို့အာဥပဒေရပေါ့လေကျွန်တော်ပြန်နေစစ်စီမှုတွေပြန်လုပ်ပြီးမှအာပဲအာကျွန်တော်တို့ဒီအဲဘယ်လိုဖြစ်လာမလဲဆိုတဲ့ဟာကိုတရားဥပဒေအတိုင်းပဲကျွန်တော်တို့အာဆက်ပြီးတော့တောင်းမှာပါ ဟုတ်အဲဒါဆိုလို့ရှိရင်ဒီတလက်စာထဲမှာလက်နက်ခဲယံသိသိရရှိမှုအခြေအနေရောဟောအသေးစိတ်ပြောလို့ရသလားပြောပြပေးမလားဒီထုတ်ထားတဲ့ဓာတ်ပုံတွေမှာဆိုရင်တော့အဲဟာဝေဇာနဲ့120မမလို့လက်နက်ကြီးတွေလည်းတွေ့တယ်ဆိုတော့အဲအရေးအတွက်တွေလည်းကျမတို့သိချင်ပါတယ်ဟာဟုတ်ကဲ့ပါအာကျွန်တော်တို့အာဆက်လက်ပြီးတော့ဖန်ဆီးနေရတဲ့ဟာလေးရှိရှိသေးတယ်ဆိုတော့အာဟာဝေဇာပါဝင် ကျွန်တော်တို့ဒီအာလက်နက်ကြီးလက်နက်ငယ်ပေါ့လေနောက်ပြီးတော့ drone အာအစားနောက်ပြတော့ကျွန်တော်တို့ဒီဂျမာတွေရောတော်တော်လေးကျွန်တော်တို့မတွေ့ဖို့တဲ့ဂျမာတွေတော်တော်လေးဟောရှိနေတဲ့အဲဂျမာတွေလည်းရှိတယ်။နောက်ပြတော့ငွေကြီးကလည်းတင်ပေါင်းအာ9000နီးပါပေါ့6000အဲနဲ့800လောက်ကိုကျွန်တော်တို့အာအဒီလက်ထဲမှာကျွန်တော်ရရှိပါတယ်။ဆိုတော့လက်လက်ကြီးလက်နဲ့ငယ်အဲရာချီနဲ့ကျွန်တော်တို့ရရှိထားတာရှိပါတယ်။ ဟုတ်ကဲ့ပါအဲဒီနေ့မှာဆိုရင်အဲဖလန်းမျိုးတိမ့်လိုက်နိုင်တဲ့ဒီသတင်းရောပေါ့နော် CNF ကလည်းအဲဂုံပြူတဲ့တုံလွာဒီထုတ်ပြန်ထားတဲ့ဥစ္စာတွေ့ရတယ်အပြည်သူတွေဆိုလို့ရှိရင်လည်းဒီချင်းညီနောင်နဲ့ CNF ဥဆောင်တဲ့ဒီချင်းပြည်ကောင်စီကြားမှာပို့ပြီးတော့ဒီစီးလုံးကြတာကိုမြင်ကျင်ကြတယ်အဲဒီတော့အပြည်သူတွေမျှော်လင့်တဲ့ဒီအခြေအနေရောက်လာဖို့ရောနီးပြီလို့ပြောလို့ရမလားဟုတ်ကဲ့ပါအာကျွန်တော်တို့ချင်းငင်တော်အနေနဲ့အာ CNF ကစာထုတ်တဲ့အပေါ်မှာကျွန်တော်တို့ အာကျူးဆိုပါတယ်နောက်ပြီးတော့ဒါကပြုတ်တဘောအာဆောင်တဲ့အရာဖြစ်တယ်လို့ကျွန်တော်မြင်တယ်အာနောက်ပြီးတော့ချင်းပြီအကုန်လုံးပြန်လဲစီလုံးဖို့ကတော့အာကျွန်တော်တို့ CB ကအဓိကကျွန်တော်အမြဲတမ်းလိုချင်ခဲ့တဲ့အရာတွေဖြစ်ပါတယ်အဲဒါပေမဲ့ကျွန်တော်တို့ online ပေါ်မှာပဲအာဟိုတဝန်တော်ပူကြပြီးမှအာစီလုံးတော့ပြတာမဟုတ်ဘဲတကယ်မြေပြင်မှာစီလုံးဖို့ကတကယ်လိုပါတယ် အမြေပြင်မှာတကယ်စကားပြောနိုင်ဖို့မြေပြင်မှာတကယ်လက်တွဲလုပ်ဆောင်နိုင်ဖို့ကပိုပြီးအရေးကြီးပါတယ်အဲဆိုတော့ကျွန်တော်တို့ချင်းငင်အောင်ကတော့လောလောဆယ်အနေနဲ့ကျတော့အကြီးကပထမကျွန်တော်တို့အာမျောလင်းချက်ကတော့မျောလင်းထားတဲ့ဟာလည်းဖြစ်တယ်လို့ကျွန်တော်ပတ်နိုင်ကတော့အာချင်းပြေများဆုံးလွတ်မြောက်ရမယ်ဆိုတဲ့အတိုင်းပဲဒီစစ်ကြီးရရာရဂျန်နေတဲ့အဲခါလာရတွေမြို့တွေကိုတင်းတင်းနိုင်ဖို့ရတော့ကျွန်တော်တို့ဆက်လက်ပြီးတော့အာလှုပ်ဆောင်သွားမယ်လို့အဲနောက်ပြီးတော့ကျွန်တော်တို့ဒီတဝန်တော်တွေ အာ CNF ကစပါလေတခြားတခြားသောအာလက်နက်ကင်တွေကလည်းပြီးဟာရှိပါတယ်ဒီပုံမှာကျွန်တော်တို့အာချင်းငင်တော်နေတော်လကောင်းအာဝမ်းမြောက်တယ်ကျိုးဆိုးတယ်ဆိုတာပြောချင်ပါတယ်ဟုတ်ဟုတ်ကဲ့အခုနောက်ကပြောသွားတယ်ပေါ့နော်ဒီချင်းပြည်အမြန်ဆုံးအဲလွမြောက်ဖို့အတွက်စ조사သွားမယ်ဆိုပြီးတော့ပြောထားတယ်အဲဒီတော့ချင်းပြည်နယ်ဒီတပီနယ်လုံးမှာစစ်ကောင်စီကင်းစင်သွားတဲ့နေ့ရောက်ဖို့အတွက်ပေါ့နော်အချိန်အားဖြင့်အချိန်ကာလအားဖြင့်ဆိုရင်အဲနေလာပြီလို့ထင်လားဘယ်လောက်လောက် အဲလူသေးတယ်လို့ခံမှန်းပါလေအာဟုတ်ကဲ့ပါအာချင်းပြည်နယ်မှာ၉မြို့နယ်ရှိတယ်အဲဒီ၉မြို့နယ်မှာအာ၆မြို့နယ်ကတော့လွတ်မြောက်ပြီလို့ပြောလို့ရတာဗောလေအဲတောင်ဂျန်နေသေးတဲ့အာဟာခာမြို့တော်ရဲ့အဲနံပါတ်8တနိုင်းရဲ့အတတိဆိုတော့ဒီအရာကကျွန်တော်ပြောမှဆိုရင်ချင်းပြည်နယ်60ရာခိုင်နှုန်းလောက်တော့လွတ်မြောက်သွားပြီအဲဒီလွတ်မြောက်သွားတဲ့မြို့တွေကခလာရတွေကိုကျွန်တော်တို့ဘလက်ဝါကတော့ဒီကျွန်တော်တို့မဟာမိတ် ေကထင်းချုပ်ထားတာပေါ့လောလောဆယ်စီစီရာရကျွန်တော်တို့ဂျန်တဲ့ဟာတွေကတော့ကျွန်တော်တို့ချင်းငင်အောင်ကထင်းချုပ်တဲ့အရာတွေပဲဖြစ်ပါတယ်မင်းတက်ရောကဘလက်ရောအမတူပီရောနောက်ပြီးတော့ဖလန်မကြခင်မှာကျွန်တော်တို့တင့်ကိုလည်းကျွန်တော်တို့ဆက်လက်ပြီးတော့ခြေတက်ဖို့ရှိပါတယ်ဆိုတော့အာတကယ်လွှမ်းမြောက်ခြင်းနဲ့ဆန္ဒရှင်တော့အာလွှမ်းမြောက်နိုင်ပါတယ်အဲကျူးစားဖို့လိုပါတယ်နောက်ပြီးတော့တကယ်လည်းမြပြင်ခြေကြီးမှာ အာတကယ်ဟုလွတ်မြောက်ခြင်းနဲ့စိတ်နဲ့တကယ်လှုပ်လို့ရှင်တော့ဖြစ်ပါတယ်မဖြစ်ဘူးဆိုတာမဖြစ်နိုင်တာမရှိပါဘူးဆိုတော့အာကျွန်တော်တို့ချင်းပြီကလည်းအများဆုံးလွတ်မြောက်မယ်လို့ကျွန်တော်တို့ကတော့အာယူဆတယ်အချိန်ကာလကတော့အာညမလားနေ့မလားကတော့ဘယ်သူမှခံမလို့မရဘူးဆိုတော့ဒါပေမဲ့ကျွန်တော်တို့အာချင်းငင်အောင်ကတော့လွတ်ကိုလွတ်မြောက်ရမယ်အများဆုံးလွတ်မြောက်ရမယ်ဆိုတဲ့ဆန္ဒနဲ့ကျွန်တော်တို့ခုချီတိအာ celebrity တက်နေပါလေဟုတ် ဟုတ်ကဲ့အဲဒီအခုဖလန်းမျိုးတင်လိုက်နိုင်တဲ့ဒီသတင်းဆိုလို့ရှိရင်လေဒါချင်းပြည်ကပြည်သူတွေဒီဝမ်းသာရတဲ့ဥစ္စာတွေမကပဲနေပေါ့နော်ဒီမြန်မာနိုင်ငံဒီတဝမ်းလုံးကအဲဒီပြည်သူတွေအတွက်ပေါ့နော်ဒါစိတ်ဓာတ်ခွန်အားဖြစ်စရာဒါအတိတ်ပဲအရန်ကိုရှိတဲ့ဒါသတင်းတစ်ခုဖြစ်တယ်ပြီးတော့မြေပြန်ကပြည်သူတွေဆိုလို့ရှိရင်ဒီတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက အဲတချိန်ချိန်မှာပေါ့နော်မြေပြန့်အထိဆင်းလာပြီးတော့ဆရာနာရှင်စနစ်အမြင့်ပြည့်ရေးကိုဒီမြေပြန့်ကတော်လှန်ရေးအင်အားစုတွေနဲ့အပူပေါင်းပြီးတော့ဒီတော်လှန်တိုက်ပွဲဆင်နွှဲကြဖို့ဒီသူတို့မှာဒီမျှော်လင့်မှုတွေရှိနေပေါ့လေဆိုတော့အဲဒီလိုမျိုးမျှော်လင့်နေကြတဲ့ပြည်သူတွေကိုရောဘယ်လိုသတင်းစကားမျိုးများပါချင်ပါလဲဟာဟုတ်ကဲ့ပါခုနကအရှိကကျွန်တော်ပြောပြီးသွားတယ်လို့ပဲပေါ့အာအညာမှာရှိတဲ့ဟိုလူငယ်တွေကဒီ အတောင်ပေါ်မှာလာပြီးတော့အသက်ပေးဆရာအကြောင်းမရှိဘူးမှန်ကတော့အဲဒါပေမဲ့အညာမှာရှိတဲ့ရေပေါ်လေးတွေအာဟိုကိုမရောက်ဖို့တဲ့အဲစပေးပန်းကခြေရီခြေရီခြေရီပွင့်တဲ့နေရာမှာလာပြီးတော့အာဒီအသက်ဟိုပရာရမထားပဲလွှမ်းမြောက်ဖို့ရန်တိုးစားတယ်ဆိုတဲ့ຢာကကျွန်တော်တို့2021ဒေါ်လာရေထိုးချက်ချက်ဖြစ်တယ်လို့အာကျွန်တော်တို့ဒိုင်းသားချင်းဆိုတဲ့သူတွေကလည်း ဒီကျွန်တော်ချင်းပြည်လွတ်မြောက်လို့ရှင်အဲကျွန်တော်အစီဘီကအမြဲတမ်းပြောတဲ့ဟာကကျွန်တော်တို့ဟိုကောင်းမွန်တဲ့အင်္ဂလိပ်ချင်းကိုကျွန်တော်ပိုင်ဆိုင်ခြင်းနဲ့အမှကျွန်တော်ချင်းချင်းပြည်နယ်ဆိုလို့ရှင်အာစကိုင်းတိုင်းနဲ့ထိထိဆက်တယ်ရောဒေတာနဲ့လည်းထိဆက်တယ်နောက်ပြီးတော့ဒီမကွေးတိုင်းနဲ့လည်းထိဆက်တယ်နောက်ပြီးတော့ဒီဒီရခိုင်ပြည်နယ်နဲ့လည်းထိဆက်တယ်ဆိုတော့အဲ့မှာရှိတဲ့လက်လက်ကိုင်းတွေနဲ့ကျွန်တော်တို့ပူးပေါင်းပါပဲဟိုပေါင်းပြီးတော့ကျွန်တော်လူအပ်လို့ရှင်ကျွန်တော်တို့အညာဒေတာမှလည်းကျွန်တော်တို့ အာကျွန်တော်ရဲ့ပေါ်လေလှုပ်ပြတော့ဒီဒီဒီမြန်မာနိုင်ငံကြီးပြီးထောင်စုပြန်လဲပြီးတော့အာဟာပေါ့ပြီးထောင်စုအစ်စ်ကြီးပြန်လဲဖြစ်ပေါ်လာအောင်ကျွန်တော်ကြာရကဏ္ဍကနေအဆောင်ရွက်တော့ဖို့ကျွန်တော်တို့မှာတာဏိထန်ချတာလည်းရှိပါတယ်ဆိုတော့အာဒေါ်လာပြီးသူတွေလည်းကျွန်တော်တို့အားပေးချင်တာကအာအခုချိန်မှာကျွန်တော်တိုင်းသားမှာရှိတဲ့အာဒိုင်းသားဒေသမှာရှိတဲ့တနက်ကိုင်တွေကဒိုင်းသားဒေသထဲမှာပဲတိုက်တာမဟုတ်ဘဲနဲ့တကယ်ကို လူအလုတ်ရှင်ကျွန်တော်အညာတွေတမှာရောဖြစ်ဖြစ်စကိုင်းမကွေးတိုင်းရောတွေတမှာကျွန်တော်ဆက်လက်ပြီးတော့ခြေတက်မှာပဲအလူအလုတ်ရှင်နေပြီးတော့ထိလဲကျွန်တော်ခြေတက်သွားဖို့အာအာဖြစ်ပါမယ်ဒါပေမဲ့အခုချိန်မှာကျတော့အများကြီးအားကျပြီးတော့ပြောဖို့တော့မဟုတ်သေးဘူးပါလေကျွန်တော်တို့အာဒီမှန်ချက်ထားတာကတော့အလိုတော့ရှိတယ်အဲနောက်ပြီးတော့အခုအညာတွေတမှာရှိတဲ့လက်နက်ကင်တွေလည်းတောင်းပေါ်မှာလည်းတိုက်တာပဲမေးနေရမှာဆိုတိုက်တာပဲဆိုတော့ကျွန်တော်တို့ပြည်သူတွေကိုပြောချင်တာကတော့ဒီအာ ဒီ2021ကနေပေါ်ပေါက်လာတဲ့ဒေါ်လာကြီးပြည်သူရဲ့ပါဝါမှုတွေအတိပွင့်တွေကတော့ခုနှစ်2014 2020မှာအာမြင်နေရပြီပေါ့အာအရင်တော့မှကျွန်တော်တို့နည်းနည်းပြောမယ်ဆိုလို့ရှိရင်အာစအပေါ်ကစတော့က2017မှာစဖွဲ့စည်းခါစတော့ကအာကျွန်တော်တို့ဟိုဟိုဟိုဒီစစ်ကြောင်းထိုးတဲ့ကားတွေကိုမိုင်းနဲ့မိုင်းနဲ့ဖောက်တယ်ပြစ်တယ်နောက်တော့ပြီးတယ်အဲ့လောက်အဆင့်ကနေအ 2023-2024လောက်ရ2023လောက်ရောက်တဲ့အခါမှာစခန်းငယ်တွေကျင်းစခန်းတွေကိုကျွန်တော်တင်ပိုက်နိုင်တဲ့အကြီးအရှင်းမှာကျွန်တော်တို့ရောက်တယ်။ဒါမြခု2024-2025မှာဆိုလို့ရှိရင်တော့ခလာရလိုမျိုးပုံစံပြောဟာကုန်းလိုမျိုးပုံစံတွေပေါ့အာဒီ line အဆူတွေကပူပေါင်းမှုနဲ့တင်ပိုက်နိုင်တဲ့အရာတွေကိုကျွန်တော်တို့တီးပွင့်တွေကျွန်တော်အခုမြင်နေရပါတယ်။ဒါတွေအကုန်လုံးကပြည်သူတွေရဲ့ဆူတောင်းပေးမှုပြည်သူတွေရဲ့ ါဝင်မှုဒီသူတွေရဲ့စိတ်တက်ကြွမှုနဲ့အဒေါ်လန်ကြီးမှာပါဝင်နေတဲ့အလက်နက်ကိုင်ရဲဘော်တွေရဲ့အတက်ကူပနာလာမထားဘဲနဲ့တကယ့်ကိုစစ်ကူစစ်နဲ့တူအောင်တိုက်တဲ့အရာတွေကြောင့်ကျွန်တော်တို့အောင်မြင်မှုတွေတဖြည်းဖြည်းကျွန်တော်တို့ရရှိနေလို့ကျွန်တော်မြင်တယ်ဆိုတော့2025 2026မတိုက်ခင်မှာတော့ကျွန်တော်တို့အများကြီးဒီထက်အောင်မြင်မှုတွေအာရရှိမယ်လို့လည်းကျွန်တော်တို့မျှော်လင့်ပါတယ်ဟုတ် โอเคအဲလက်ရှိ plan မျိုးသိမ်းပြီးသွားတဲ့နောက်ပိုင်းမှာဒီရှင်းလင်းရေးတွေလည်းလှုပ်ဆောင်ပြီးပြီလို့သိရတယ်ဒီစစ်ကောင်စီဘက်ကရောလေကြောင်းတိုက်ခိုက်မှုတွေအဲမဟုတ်လို့ရှင်ဒီတခြားစစ်ကြောင်းထိုးတာမျိုးတွေဘာတွေများရှိမလဲအခြေအနေပေါ့အာလောလောဆယ်အနေနဲ့ကြတော့အာစစ်ကောင်စီဘက်ကနေဟိုဟာဝေ12တစ်ချိန်နှစ်ချိန်လာတာကလွဲလို့အာဒီမရှိသေးပါဘူးဒါပေမဲ့လည်းအချင်းချင်းအောင်နေပြီဖြစ်တဲ့ အာလာနဲ့တိတိမှာမင်းညကျွန်တော်တို့ဂျက်နဲ့အောင်900နဲ့ပေါ့လေဒါအဲ့လိုအဲ့လိုမျိုးမျိုးချထားတဲ့ဟာရှိတယ်ဆိုတော့အဲ့ဒီကနေပြီးသူ12ရောက်လောက်အာဆုံးပါသွားတယ်ဆိုရလဲကျွန်တော်ကြားသိရပါတယ်ဆိုတော့ဒီပုံမှန်လဲကျွန်တော်တို့ဝင်နေရပါတယ်အာဒီကျွန်တော်တို့ဖလမ်ထဲမှာမြို့ထဲဖလမ်မြို့နယ်ထဲမှာတော့လောလောဆယ်တော့ဒီရှစ်ကောင်းစီဘက်ကနေအာအဲ့ဒီကြောင်းနဲ့တက်ခိုက်တာနောက်ပြီးတော့ကြောင်းထွက်လာတော့မရှိသေးပါဘူး ဟုတ်ကဲ့ဒီတချို့တော့ဒီတော်လန်ရေးဘက်ကတင်ပိုက်ထားတဲ့အမျိုးတွေမှာဆိုလို့ရှိရင်စစ်ကောင်စီကလေချောင်းကနေအဆက်မပြတ်အဒီဘုံကျဲလို့အမဟုတ်လဲဒီထပ်ပြီးတော့ပြန်ပြီးစစ်ကြောင်းထိုးလာတဲ့ခါကျတော့အပြန်လက်လွတ်လိုက်ရတဲ့မျိုးတွေလည်းအရှိရှိတဲ့ဥစ္စာမျိုးအဒီရှိမှာတာတကားတွေရှိတယ်ပေါ့နော်အဒီတော့အခုဖလန်းမျိုးကလည်းဒီတင်ပြီးသွားတဲ့နောက်မှာအဒီပြည်သူတွေပြန်လဲနေထိုင်ပြီးတော့ဒီအုပ်ချုပ်ရေးရန်နေရာတွေလဲပတ်နိုင်ဖို့အတွက် ဘလောက်ထိများဒီကြိုတင်ပြင်ဆင်စဉ်းစားထားပြီးတော့မှဒီမြို့သိမ်းတိုက်ပွဲကိုဆင်နွှဲတာလဲဆိုတာကိုလည်းသိချင်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့အာချင်းငင်အောင်ဖွဲ့နဲ့ကျွန်တော်တို့အကြီးကတော့အင်ရှင်ဖြစ်တဲ့ရှင်တော်ရှင်တဲ့ကနေကျွန်တော်တို့ဒီအာမြို့တစ်မြို့ကိုတင်းတာကတော့တင်းပြီပေါ့လေဒါပေမဲ့ထိနိုင်ဖို့အတွက်လည်းအာတော်တော်လေးကိုစဉ်းစားရပါတယ်အဲဆိုတော့အာဒီမြို့တစ်ခုလုံးကိုထိနိုင်ပြီးတော့ဒီ အာဒီတူအုတ်ချူကြီးပြန်လဲလဲပတ်နိုင်အောင်လဲကျွန်တော်တို့ဟိုဒီမြို့တင်းခင်ကလေးကကျွန်တော်တို့အာဒီဒီစီမံချက်ဆွေးထားတဲ့ဟာလည်းရှိပါတယ်အာဆိုတော့အာအခုချိန်အခုချိန်ဒီမှာကျတော့ပြည်သူတွေကမြို့ထဲမှာပြန်ဝင်ဖို့ကအများကြီးအန္တရာယ်ရှိသေးတယ်ပေါ့လေဒီမြို့ပိုင်းတွေရှိသေးတယ်အဲတခြားမိုင်းတွေလည်းအများကြီးရှိတဲ့နေဆိုဒီဟာလေအကုန်လုံးကိုကျွန်တော်နေပြီးရှင်းလင်းရေးကိုဆက်လက်ပြီးတော့ကျွန်တော်လှုပ်ဆောင်သွားမှာဖြစ်တယ်။နောက်ပြီးတော့ jet fighter ကြောင့်ပျက်စီးသွားတဲ့ land တွေအိမ်တွေအများကြီးရှိတဲ့အခါကြောင့်ဒီဟာတွေပေါ့ကျွန်တော်တို့တက်ရှင်းတွေအများကြီးကျွန်တော်တို့ဆက်ပြီးတော့အာလုတ်တောင်းအောင်မှဖြစ်တယ်အာနောက်ပြီးတော့ဟိုပါပေါ့ territory မြို့ထဲကိုဝင်နိုင်ပြီးတော့အာ andre လုံးဝကင်းစင်တဲ့အချိန်ကြီးတရက်ရောက်လို့ရှိရင်တော့ကျွန်တော်တို့အာချင်းငင်အောင်ကတော့လကောင်းအာရှင်အောင်ရှင်တဲ့အကြီးကအိရှင်ကနေအာကျွန်တော် page ဒီမှာအာကျွန်တော်အာကြီးညာတော့မှဖြစ်တယ်ဟုတ် ဟုတ်ကဲ့အဲချင်းညီနောင်ကနေဖလန်းမျိုးတင်လိုက်နိုင်တဲ့အကြောင်းဒီထုတ်ပြန်ချက်ထုတ်ပြီးတော့ကြေညာလာတော့အဲဒီတော်တော်များများကပေါ့နော်မြို့သိမ်းနိုင်တဲ့ဒီသတင်းကိုဝမ်းသာကြတယ်ပြီးတော့ဒီတစ်ဖက်မှာလည်းအဲအရင်းအနှီးကကြီးတဲ့အတွက်ဒီစိတ်မကောင်းဖြစ်ရတဲ့ဟာတွေလည်းအဲသူတို့တွေဒီလူမှုကွန်ရက်မှာရေးထားကြတာအဲကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီမြို့သိမ်းလိုက်နိုင်ပြီဆိုတဲ့အချိန်မှာဒီကြဆုံးသွားရတဲ့ဒီရဲဘော်တွေအတွက်စိတ်ထဲကနေ အဲပြောမိတဲ့ရေးရွမိတဲ့ဒီအကြောင်းအရာမျိုးရှိရင်လည်းအဲပြောပြပေးပါဦး။အော်ဟုတ်ကဲ့ပါ။အာကျွန်တော်တို့ဖလန်ကအာဟိုသင်နာတက်ကိုစကားစကားတော်တော်လေးကို၅လလောက်ကြန့်ခံပြီးတော့အာဟိုဟောပေါ့။အာတော်တော်လေးဟိုဟိုပါပေါ့။ defense လုပ်တယ်ပေါ့လေ။အဲအဲ့ထဲမှာကျွန်တော်တို့ကြာဆုံးတဲ့ရဲဘော်ကလည်းမနေပါဘူး။တကယ့်ကိုဟိုအော် ဟိုရှေကနမ်းမဟုတ်ဘူးဆိုတော့အလောက်ထိဟိုများတယ်ငယ်ဟိုရေးပေါ်ရေးပေးဆောင်မှုကဆိုတော့ဒီရေးပေါ်ရီမိကြပြီးတော့အဲပေးဆက်တဲ့အပေါ်မှာကျွန်တော်တို့အာအာကျွန်တော်တို့ဒီကျွန်တော်တွေးနဲ့ရင်ခဲတဲ့အာမြို့ဖြစ်တယ်ဆိုတော့အဲချင်းလူမျိုးတူတယောက်တစ်ခါဟိုပါပေါ့ရင်တဲ့မြို့လည်းမဟုတ်ပါဘူးကျွန်တော်တို့ဒေါ်လိုင်းအားစုတွေအကုန်လုံး အညာတယ်တမှာရှိတဲ့သူတွေအကုန်လုံးလဲတွေးမိကြခဲ့နေပြီဖြစ်တယ်တတော်လေးကိုဇေကြီးတဲ့မြို့တစ်မြို့ဖြစ်ပါတယ်ဆိုတော့အာပေးဆက်သွားတဲ့ရေးပုံတွေအကုန်လုံးကိုလဲကျွန်တော်တို့အလဲနီပြုတ်တယ်လို့အာတို့တွေးချွေးနဲ့ပေးဆက်တဲ့မြို့ကိုကျွန်တော်တို့ဆက်လက်ပြီးတော့ထိန်းနိုင်အောင်လဲကျွန်တော်တို့အာကျွန်တော်တို့ဒီ action ဖြစ်တဲ့စီရင်အောင်စနေပြောချင်းနေတော့ကလည်းလဲတို့တို့ရဲ့ပေးဆက်တဲ့အပေါ်မှာကျွန်တော်တို့အာကတိပြုတ်တယ်ကျွန်တော်တို့တို့ရဲ့ အာတွေးနေတဲ့ချွေးနေဝယ်ခဲ့တဲ့မြို့ကြီးကိုအာကျွန်တော်တို့ချိန်သိမ်းနိုင်အောင်လည်းကျွန်တော်တို့ဆက်လက်ပြီးတော့ဆောင်ရွက်သွားမယ်လို့အာကတိပြုပါတယ်ဟုတ်ဟုတ်ကဲ့ပါအဲဒီအင်တာဗျူးအဆုံးသတ်အနေနဲ့ပေါ့နော်ဖလန်းမြို့သိအဲဒီစစ်စင်အောင်ပွဲသတင်းနဲ့ဆက်ဆက်ပြီးတော့အဲဒီဆရာနာရှင်ကိုတော်လှန်နေတဲ့သူတယောက်အဲချင်းညီနောင်ရဲ့ပြောရေးဆိုခွင့်ရှိသူတယောက်အနေနဲ့အဲပြည်သူတွေကိုဗာများဖြည့်ဆွတ်ပြီးတော့သတင်းစကားပါခြင်းပါသည်လေ အော်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီဖလန်ညတင်းပွဲနဲ့ပတ်သက်ပြီးတော့ပါဝင်တဲ့အကျွန်တော်တို့ဒီအမဟာမိတ်အဖွဲ့အစည်းအကုန်လုံးကိုလည်းကျွန်တော်တို့ဒီကနေအအလေးနေပြုပါတယ်နောက်ပြီးတော့ဒါဒီမဟာမိတ်ဖွဲ့အစည်းထက်ကနေအတက်ကူပရနာမထားပဲနဲ့ဒီဖလားမျိုးအတင်းပွဲမှာကြာဆုံးတဲ့ကျွန်တော်တို့ရေးပေါ်ရေအကုန်လုံးကိုအကျွန်တော်တို့ဖလားမျိုးသူမျိုးသားတွေအနေဖြင့်ရောကျွန်တော်ဒီကျွန်တော်မျိုးကြီးရှိနေတဲ့ဖလားမျိုးကြီးရှိနေတဲ့အမေရိကန် အမှတ်ရနေမှာဖြစ်တယ်ဆိုတာလည်းပြောချင်တယ်။နောက်ပြီးတော့ဒီကျွန်တော်တို့ flash mute thing ကနေစပြီးတော့ဆက်လက်ပြီးတော့ကျွန်တော်တို့မြို့ပြီးအများကြီးကြံနေသေးတဲ့အာချင်းပြည်နယ်မှာရောဖြစ်စေတခြားစခိုင်းတိုင်းမကွေးတိုင်းတခြားတော့မြန်မာပြည်နယ်မှာရှိတဲ့မြို့ဒီမြို့တွေလည်းဆက်လက်ပြီးတော့အာဒေါ်ထိုင်းညာဆုမြတ်ကတင်နိုင်ပါစေလို့ဒီကနေ့ဆုတောင်းပေးပြည်သူတွေကိုအာကျေးဇူးတင်ကြောင်းပြောကြားချင်ပါတယ်ဟုတ်